အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီအပိုင်းမှာ Manchester United အသင်းကိုဝယ်ယူမဲ့တရင်တွေတောက်လျှောက်ကြားနေတယ်အဲ့ကြားနေတဲ့အထဲမှာ surprise တွေနဲ့တရင်တက်လာတာကဘာလဲဆိုတော့အခုလက်ရှိ UAE ကနေမဖော်ပြတဲ့အဖွဲ့အစည်းတစ်ဖွဲ့က Man United ရဲ့ Legend Player တွေကိုစီယုံပြီးတော့သူတို့ရဲ့ Ambassador ဖြစ်ခန့်ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းကိုဝယ်ယူရမှာဦးဆောင်တဲ့သူတယောက်ဖြစ်သတ်မှတ်ပြီးခေါ်ယူပြီးတော့ကြိုးပမ်းမဲ့အစီအစဉ်ပဲပြောချင်တာအပြားဒီယူနိုက်တက်ရဲ့ကစားမဟောင်းတယောက်ကိုဒါ negotiate လုပ်တဲ့အပိုင်းတွေအားလုံးမှာ Manchester United နဲ့ဆက်ဆံရေးကောင်းနေတဲ့အခြေအနေတွေကိုအသုံးချပြီးတော့ Man United ကိုဝယ်ယူဖို့ရွှေကြီးကမဖော်ပြတဲ့စီးပွားရေးလုပ်ငန်းစုတစုရွှေကြီးဆိုကြတဲ့က ဒါဘယ်လိုပြောမလဲဒူဘိုင်းတို့အဘူဒါဘီတို့တခုခုပေါ့လေဒါအခုဖော်ပြထားတဲ့ report တခုပေါ့လေအဲ့ report ထဲမှာဖော်ပြထားတဲ့ report ထဲမှာဘာပြဘာပြောလဲဆိုတော့အခု daily share မှာဖော်ပြတယ်ဒါ Inter Miami အသင်းရဲ့ share ပိုင်ရှင်ဖြစ်တဲ့ဒါ David Beckham ကို UAE ရဲ့ဒါ UAE ကဒါစီးပွားရေးလုပ်ငန်းစုတခုကနေ Manchester United အသင်းကိုဝယ်ယူဖို့ကြိုးပမ်းတဲ့အခါမှာအဓိကဦးဆောင်သူတယောက်အနေနဲ့ ချင့်ကပ်ပြီးတော့ဒေးဗစ်ဘက်ခမ်းကိုသူတို့ရဲ့အဓိကလူဒါအဖြစ် negotiate လုပ်တဲ့အပိုင်းမှာဆွေးနွေးဖို့အတွက် United ကိုဝယ်ယူဖို့ကြိုးပမ်းရမှာဒါဘက်ခမ်းကိုသူတို့ချင့်ကပ်တယ်ရှင်းရှင်းလေးပဲဒေးဗစ်ဘက်ခမ်းကဥဆောင်မယ်အဲ့အဖွဲ့စည်းကတစဉ် United ကိုဝယ်မယ်အဲဒီလိုပုံစံမျိုးလုပ်မယ်ဒါသူတို့အစောပိုင်းတုန်းက Manchester United အသင်းရဲ့ဒါဒီကန်ဝင်ကစားမဒေးဗစ်ဘက်ခမ်းအပြင်ကိုသူတို့ရဲ့ legend ကစားမပဲဖြစ်တဲ့ အဲရစ်ကန်တိုနာကိုလည်းချင်းကပ်ခဲ့တယ်ဆိုပြီးတော့ဒါဗြိတိန်မီဒီယာတော်တော်များများမှာသတင်းထပ်တယ်အဲရစ်ကန်တိုနာဆိုလည်းမန်ယူနိုက်တက်ရဲ့ legend တယောက်ဖြစ်ခဲ့ပြီးတော့အဲ့ဒီဖွဲ့စည်းကပဲဝင်းရူနီကိုလည်းချင်းကပ်ခဲ့တယ်လို့ဆိုတယ်ဆိုတော့ဒါအကြီးကြီးအဖြစ် UAE ကဒါစီးပွားရေးလုပ်ငန်းစုဆိုတဲ့ကပါအရှိအလဲပိုင်းကဘီလီယံနာ ပိုင်ရှင်တွေပဲဆိုတော့ကျွန်တော်အစောပိုင်းမနစ်ကဒီလွန်ခဲ့တဲ့နှစ်လောက်ကစာချင်း Redcliffe နဲ့အပြိုင်လူတဲ့ခတ်တာကကတာရီလို့ခေါ်တဲ့ရှိတ်ဂျစင်တို့အဖွဲ့က Man United ကိုချင်းကပ်ခဲ့ပူးတယ်အခုလောလောဆယ်မှာလဲစိတ်ဝင်စားတဲ့ အခြေအနေမျိုးကိုပြသထားတယ်။တစ်ချိန်တည်းမှာပဲထာကီတို့ဥဆောင်တဲ့ဒါ UAE ဒီဘယ်လိုပြောမလဲဆော်ဒီအာရေဗျအဖွဲ့အစည်းဒီဆော်ဒီအာရေဗျကတော့ဘီလီယံချီဘီလီယံချီအာဇာလောကမှာငွေသုံးနေတဲ့အဖွဲ့အစည်းဖြစ်တဲ့ဆော်ဒီရဲ့စပို့မင်နစ္စတာအာဇာဝင်ကြီးလေးဖြစ်တဲ့ဒါသူကိုယ်တိုင်ဥဆောင်တဲ့အဖွဲ့သူကတော့ main မဟုတ်ဘူးလေသူတို့ပါဝင်တဲ့အဖွဲ့အစည်းတစ်ခုကဝယ်ခြင်းတယ်ဆိုတော့ maybe bansaman တို့ newcastle ပိုင်ရှင်တွေနဲ့လည်း pif နဲ့လည်းပတ်သက်ကောင်းပတ်သက်နိုင်တယ်အဲ့အဖွဲ့အစည်းအပြင် ဒါဖင်လန်ကစီးပွားရေး business လုပ်ငန်းရှင်တစ်ဖွဲ့ရဲ့အမေရိကန်တစ်ဖွဲ့ရဲ့ဆိုတော့အခု UAE ရဲ့ Saudi ရဲ့နောက်တစ်ဖက်ကဒီ Qatar ရဲ့ဒီ American ရဲ့ဒီတစ်ဖက်ကဖင်လန်ရဲ့အဖွဲ့က၅ဖွဲ့လောက်ရှိတယ်ဆိုတော့ဂလီဇာမိသားစုကသူတို့ရှေ့ရအများစုပေါ့လေ30ရာခိုင်နှုန်းနီးပါးကို Sergeant Reckless ကိုသူတို့ရောင်းထားပြီးသား total 1.34 billion လောက်ရှိမယ်ဒါပေမဲ့သူတို့ကြံထားတဲ့ remaining share ကိုသူတို့ကအနည်းဆုံး9 billion လောက်လိုချင်တယ် ဆိုအရင်တော့ကရှိတ်ချက်စင်းက၅ဘီလန်နီးပါးရှိတဲ့ကန်လန်မှုနဲ့ဂလီဇာရှေ့ရအကုန်ကိုသူတို့ကန်လန်ခဲ့တော့ကဂလီဇာကပယ်ချတယ်ဒါပေမဲ့အခုသူလောလောဆယ်မှာဂလီဇာကအဲ့ချက်မကရှေ့ရသူတို့ရဲ့ရှေ့ရအများစုတဲက30လိုင်းကနုံးနီးပါးပေါ့လေ29လောက်ကိုစာချင်းကိုရောင်းထားတဲ့အတွက်ကြောင့်သူတို့ကလက်ကျန် remaining ရှေ့ရပေါ့လေ evan grisa ရဲ့ joey glisa တို့ကထုတ်ချင်တယ် သူတို့အဲ့ကလေးသားမိသားစုမှာသူတို့နှစ်ယောက်ကပါဝါအကြီးဆုံးပါဝါအကြီးဆုံးဆိုတာက supporting ဒါအဖွဲ့အစည်းတွေအားလုံးကိုသူတို့ကကြီးကြပ်ရတဲ့သူဖြစ်တယ်ကလေးသားက Man United ကိုစဝင်နေ2005ခုနှစ်ကဆိုရင်ဒါပေးလာတာစုစုပေါင်းတန်း900ကျော်ပဲတုံးခဲ့တာ United ကိုဝယ်တော့ကသူတို့အကျွေးနဲ့ဝယ်တယ်ပြီးတော့ Man United ကိုဝယ်ပြီးပိုင်ဆိုင်ပြီးအလုံးစုံပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ Man United အကျွေးဖြစ်ပြောင်းလဲခဲ့တယ်ကလပ်ကအခုချိန်မှာ ဘီဒီဘယ်လိုပြောမလဲဘီလီယံနီးပါးတိအချွေးတင်နေတယ်ဒါပေမဲ့ဒါလည်းဟိုကျွန်တော်တို့ဘာဆိုနာတို့အချွေးတင်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့လည်းအခုလောလောဆယ်မှာ United ကိုဂလီစာတို့ရောင်းချေတဲ့အချိန်မှာ UAE ဖွဲ့စည်းကဒေးဗစ်ပက်ခမ်းကိုအဓိက main 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 လို့ဖြစ်ဒါတကြီးက main လို့ဖြစ် negotiate လုပ်တဲ့သူအဖြစ် ambassador ဖြစ်တခုခုပေါ့ဗျာအဲ့လိုပုံစံမျိုးနဲ့ဒေးဗစ်ပက်ခမ်းကိုဦးဆောင်ပြီးတော့ Inter Miami ပိုင်ရှင်ကိုဦးဆောင်ပြီး United ကိုဝေယူဖို့ကြိုးပမ်းတဲ့ ဥဆောင်မှုအပါဝင်တခြား alternative option ဖြစ်ဒါတစ်ဖက်က Wayne Rooney နဲ့ Eric Cantona တို့ကိုလည်းသူတို့စဉ်းစားထားတယ်ဆိုတော့တကယ်ပဲ Man United အယောင်ဝင်ဖြစ်နိုင်လားဖြစ်နိုင်မယ်ဆိုလည်းကျွန်တော်ထင်တော့တနည်းနည်းလောက်လည်းမရဘူးအကြာကြီးတော့သွားအောင်ပါဒါပေမဲ့တေးကြတာတော့ United ကိုတကြော့ပြန်ပွဲဖို့အရှိလေပိုင်းအဖွဲ့အစည်းတွေကတော့တောက်လျှောက်ကြိုးပမ်းနေပြီးတော့ Glazer ကသူတို့ရဲ့လက်ချံရှယ်ယာကို9ဘီလီယံပေါင်လောက်ရရင်ရောင်းချဖို့တော့စီစဉ်ထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်